်စွာဘုရားလက်ထက်ကမဟာကာလဆိုတဲ့ဥပဒကတယောက်ရှိအရိယာသူတော်ရှင် နောင်ခွန်ဘဝနေရင်ပြိဋိဘံဆံရမယ်အဲ့ဒါလောက်မြင့်မြတ်စင်ကြယ်တဲ့ပုဂ္ဂိုလ်မဟာကာလအဲ့ဒါမြတ်စွာဘုရားရဲ့အကြောင်းတော်သွားတရားအမြဲတမ်းနာတဲ့ဥပုပ်အမြဲတမ်းစောင့်နေတနေ့တော့အကြောင်းတော်ကနေဥပုပ်တရင်စောင့်သုံးပြီးတော့မနဲ့စောစောအကြောင်းတော်ကနေအိမ်ပြန်လာကျောင်းအထွက်ကရေကမှာမျက်နှာတက်တာအဲ့ဒီလိုမျက်နှာတက်နေတော့ မြို့တဲကနေပြီးတော့သခိုးတယောက်ကနောက်ကပိုင်ရှင်တွေကလိုက်လို့ဥရဖားရနဲ့ပြေးလာပြီးတော့သူ့လက်ထဲမှာပါတဲ့အထုပ်ကိုဓာယူသွားလို့ရှိရင်လွတ်မှာမဟုတ်ဘူးဆိုတာသိလို့အဲ့ဒီမျက်နှာသိနေတဲ့မဟာကာလနာကိုအဲ့ဒီအထုပ်ကိုပြစ်ချထားခဲ့အဲ့ဒီသခိုးကလွတ်သွားနောက်ကလိုက်လာတဲ့ပိုင်ရှင်တွေကမျက်နှာသိနေတဲ့လူနဲ့ဒီအထုပ်ကိုရှင်းကြည့်ပြီးတော့သခိုးကအခုမှအเจ้าကပြင်းပြင်းထန်ဆောင်းနေဆိုပြီးတော့ဝိုင်းဝန်းပြီးတော့ရိုက်ကြနှက်ကြ ဘလို့မှတောင်းပန်လို့မရအဲ့ဒီလိုနဲ့ရိုက်ကြနှက်ကြထူးကြထောင်းကြနဲ့မရှုမလားအဲ့ဒီနားတွေပွေခြင်းပြီးသေတယ်အဲ့ဒါအလောင်းကိုဒီတိုင်းပြစ်ထားခဲ့တယ်ရဲရဲဆက်ဆက်ပဲအဲ့ဒီတော့ယဟန်တော်တွေကတွေ့တော့မြတ်စွာဘုရားကိုရှောက်တယ်အရှင်ဘုရားမဟာကာလလို့သောတာပန်ဥပတကဟာဒီလိုအသေးစိုးမျိုးနဲ့ပေးရတာဟာရှင်းတော့မကြီးပါဘူးတဲ့ဒီလိုရဲရဲဆက်ဆက်အသက်မခံတိုက်ပါဘူး အဲ့ဒီတော့မြတ်စွာဘုရားကစစ်သားတို့အခုလောလောဆယ်အခြေအနေကိုကြည့်မယ်ဆိုရင်တော့မင်းတို့ပြောတာအမှန်နေသို့တော့သူ့ရဲ့တချိန်ကရက်စက်မှုကိုမင်းတို့သိမယ်ဆိုရင်ဒီစကားမျိုးပြောမှာမဟုတ်ဘူးအဲ့ဒီမှာမြတ်စွာဘုရားကရဟန်းတော်တွေကိုစစ်သားတို့မဟာကာလဟာတခုသောဘဝတုန်းကလူချင်းရချင်းမှုလောဘကိုအကြောင်းပြုပြီးတော့ရက်စက်ကောက်ကျစ်မှုတွေသူလုပ်ခဲ့တယ်ဆိုပြီးတော့အတိတ်အကြောင်းလေးကိုနည်းနည်းပြောပြတယ်အဲ့ဒါလေးကိုဦးဇင်းတို့အကြံဉာဏ်ပြောပြတယ် လောကကြီးမှာမတရားတာဘာမှမဖြစ်ဘူးဆိုတာကိုသဘောပေါက်စေခြင်းလို့ဖြစ်တဲ့ဖြစ်ထိုက်တာတွေကြီးဖြစ်နေတာလို့ထင်တယ်ဥစဉ်ကတော့နော်ငကြီးဒီမိုင်းမြမတရားတာတွေဖြစ်နေတယ်လို့ထင်ရင်အဲ့ဒါအမြင်ကနည်းနည်းတူသေးတယ်သေသေးတယ်နော်သဗ္ဗေတ္တကမ္မတကာကိုလှုပ်ထားတဲ့အလုံးနဲ့တန်တာတွေကြီးလူတိုင်းရကြတာဘုစုကမှလောကကြီးကပူပြီးတော့မချီးမြှင့် ဘဇုကမှလည်းလောကကြီးကပူပြီးတော့မနှိပ်ကုတ်ဘူးကိုလှုပ်ထားတာနဲ့တန်တာကိုပဲကိုရတာသဘောပေါက်တယ်နော်ဒီမဟာကာလကိုလည်းကြည့်သူဟာတခုသောဘဝတုန်းကတောအုပ်ကြီးတခုရဲ့အနီးမှာရှိတဲ့ရွာကြီးတရွာကိုအစိုးရတဲ့ရွာတကြီးသူ့ကိုဘယင်မင်းမြတ်ကဒီတော်ထဲကိုဖျက်ချင်တဲ့ခရီးတွေကိုတခိုးတွေဓမြတွေရဲ့အန်တွေကလွတ်အောင်မင်းစောင့်ရှောက်ရမယ်ဟိုဘက်ကိုလွတ်အောင်မင်း ကာကွယ်ရမယ်ဆိုပြီးတော့သူ့ကိုသဘုံယံတွေသခိုးယံတွေကကာကွယ်ရေးအတွက်ကာကွယ်ရေးမှုခံတာ။ဒီနေ့ကျတော့သူ့ရွာကိုဇနီးမောင်နှံနှစ်ယောက်လှဲလေးနဲ့ရောက်လာတယ်။မယားဖြစ်တဲ့လူကအင်မတန်ချောတယ်။အဲ့တော့မြင်မြင်ချင်းအဲ့ဒီမိမကိုသူကရားကျင်တယ်ဒီမဟာကာလလောင်းရွာတကြီးက။ရားကျင်တော့ဒီမိမကိုရအောင်ငါဘယ်လိုလုပ်ရမလဲ။နော်။အဲ့ဒီလိုစဉ်းစားတော့ဟိုလူကရွာတကြီးမင်းကျုပ်ကိုဟိုဘက်ရအောင်လိုက်ဖို့ပါ။ ီထဲမှာလည်းကိုးစားသမ ्या တွေရှိတယ်လို့ကြားပါတယ်။အာအဲ့ဒီလိုဆိုလို့ရှိရင်မနဲ့တော့လိုက်ပို့မယ်။ဒီမိမကိုယူဖို့အတွက်ရဖို့အတွက်အကြံထုတ်ချင်ရအောင်လို့အချိန်ဆွဲထားတာ။ဟာအခုမှနေအစောကြီးရှိပါသေးတယ်လိုက်ပို့ပါ။အဲ့ဒီလိုပြောတော့ဟိုနေပါအောင်ဓမင်းနေပါလေးစားပါအောင်မြင်မြင်ချင်းခင်လို့ပါဘာလို့ပါဆိုပြီးတော့တခါတည်းသူ့ကိုအချိန်ဆွဲပြီးတော့အိမ်ကိုဇွတ်ခေါ်ပြီးတော့ဓမင်းဇွတ်ချက်ပြီးတော့ဇွတ်ကြွေးတာ။ ဲ့ဒီလိုနဲ့ညရောက်တော့သူ့လူတွေကိုခေါ်ပြီးတော့အဲ့ဒီလှဲသမားရဲ့လှဲဘော်ကိုဘယင်မင်းမြတ်ရဲ့အဖို့တန်တဲ့ဗရမ ्या ယတနာသွားပြီးတော့ဖွက်ထားကြီးပြီးတော့မနဲ့လင်းတော့ဗရမ ्या ပြောက်တယ်ဆိုပြီးတော့ရှားပြီးတော့သူ့ကိုတခိုးပဲဆိုပြီးတော့ဖမ်းခဲ့ပြီးတော့သူ့ကိုတတ်ပြင်းလို့ဒီလိုတခါလဲအမိန်ချသူ့လူတွေကိုအဲ့ဒါမနဲ့လင်းတော့လင်မယားနှစ်ယောက်ဇနီးမောင်နှံနှစ်ယောက်ကလှဲလေးမောင်းပြီးတော့သွားမယ်လို့တော့ဟေးဗရမ ्या ပြောက်တဲ့တခိုးပဲမှလဲတခိုးပဲမှလဲသူတို့ဖွက်ထားတဲ့ပစ္စည်းသူတို့ဘက်သူ ပြန်ရှာပြီးတော့ တခိုးဆိုပြီးတော့ဒီလူကိုမလုပ်တာ ਨੇ အသေးသတ္တာဗျာကဲအဲ့ဒီအခြေအနေကိုမြင်ရင်ဒီမဟာကာလခုနတုန်းကပစ္စည်းပိုင်ရှင်တွေတတ်တာဟာတရားသလားမတရားဘူးလားမှန်ပါပါဘုရားဟေးဒါကြောင့်လောကကြီးကတရားလမ်းကြောင်းတိုင်သွားနေတာနော်မှန်ပါပါဘုရားအဲ့ဒီလမ်းကြောင်းပေါ်မှာလမ်းမှပြီးတော့မအိပ်ရနေနဲ့အိပ်ရင်တော့နင်းသွားမှာပဲဟင်တခါကြီးမိုင်းမြားဟေးဒါလေးသတိထားရမယ်နော်